အလုံးမင်္ဂလာပါယနေ့ဗီဒီယိုလေးမှာတော့အမကဂျေပီဒီ N5 ပေါ့နော်အဲ့တော့အရင်တော့ကမ N3 ရယ် N2 ရယ်ကိုလုတ်ပြီးသွားပြီပေါ့အဲ့တော့ဒီတစ်ခေါက်က N5 ကလေးပေါ့နော်အဲ့ပေါ့အဲ့တော့ N5 ဆိုတဲ့အတွက်ဒါဂျပန်သားအခုမှစတင်ချင်းသူတွေဖြည့်မဲ့ level ဖြစ်တဲ့အတွက်အဲ့တော့ဘယ်ဟာကိုဘယ်နောက်ဖို့ဖြည့်ရမယ်ဘယ်နှမှတ်ရရင်အောင်မယ်ပေါ့နော်ဒါလေးကိုမှဒီမှာသိစိတ်ပြပြသွားပါမယ်နော်အဲ့တော့အရင်ဆုံးပေါ့နော်အဲ့တော့အရင်ဆုံးအောင်မှတ်က80ပေါ့နော်အောင်မှတ်က80ပါဒါ ဒီ JPD ဆောင်ပွဲတွေထဲမှာဆိုရင် तू ကအ ਨੇ ဆုံးပဲပေါ့နော်အဲ့အောက်မှတ်က80ဆိုရင်အောင်မယ်ဖြည့်ရမှာကတော့120ရဲ့ဒီ60ဆိုတော့180ပို့ပေါ့အော်120ပို့ကအောက်မှာမှရထားတယ်မူဂျီကိုရဲ့ဘွန်ပို့ရဲ့ဒိုကိုင်းရဲ့120ပို့ပြီးတော့မှ listening ချောကိုင်းက60ပို့အလုံးပေါင်း180ပို့ဖြည့်ရမယ်အဲ့ထဲမှာအောက်မှတ်ကကျတော့80မှတ်ပေါ့နော်80ရရင်အောင်တယ်အဲ့တခုချင်းစီကဘယ်နှမှတ်ရရင်အောင်မလဲဆိုတော့ listening ဆိုရင် तू က16မှတ်ရရင်အောင်မယ် သူက60ပွဲထဲမှာစကောမှတ်ပေါ့နော်ပြီးတော့အပေါ်ကကျတော့မိုဂျီကိုရေးဘွန်းဘိုးတို့ကန်ရကျတော့38မှတ်ရရင်အောင်မယ်ပေါ့အဲ့ဒါတခုချင်းဒီအတွက်ဒါပေမဲ့အကုန်လုံးပေါင်းရင်ဘယ်လောက်ရရမလဲဆိုတော့80ရရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအောင်မှတ်ကဘယ်လောက်ဘယ်လောက်စီရှိတယ်ပြီးတော့အကုန်လုံးပေါင်းရင်ဘယ်လောက်ရမှအောင်မယ်ဆိုတာကိုအရင်ဆုံးဒါဒီ slide လေးမှာရှင်းပြထားတာပေါ့နော် okay အဲ့တော့ဒီ slide လေးမှာပေါ့နော်ဒီ slide လေးမှာစပြီးပေါ့နော်မိုဂျီကိုမိုဂျီကိုကြီးရဲ့ပြဘွန်းဘိုးရဲ့တူကိုင်းရဲ့ဆိုတော့အမတခုချင်းညီပြပြကြမယ်ပေါ့နော်အဲ့တော့မိုဂျီကိုကြီးမှာအမတို့ဖြည့်ရမယ့် session က၄ခုရှိတယ်ပေါ့ အတင်းနဲ့တောင်းလေး၄ခုရှိမယ်အဲ့တော့မေခွန်းဟောင်းတစ်ခါမှမကင်မှုတဲ့သူဆိုရင်မေခွန်းဟောင်းတစုံလိုက်ပွဲဖြစ်ဖြစ်လောက်ကြည့်ဖို့အမှအကြံပေးခြင်းနေပေါ့နော်အဲ့တော့ तू ကပထမတစ်ခုမှာပေါ့နော်လာမယ့်ခေါင်းစဉ်က तू ကလာမယ့်ဆိုရင်ဒီ session ၄ခုဒီခေါင်းစဉ်၄ခုနဲ့ပဲလာမှာပါနော်အဲ့တော့ဘယ်ဆောင်ပွဲမှာဖြစ်ဖြစ် and fight ဆိုရင်ဒီတိုင်းပဲလာမှာပါဖြစ်ဒီတိုင်းပဲလာမှာပဲပေါ့အဲ့တော့အရင်ဆုံးခန်းကြီးပေါ့နော်ခန်းကြီးဖက်ပုံဖန်နေကိုမေးမယ်တော့ခန်းကြီးပေးထားမယ်အောက်ကနေပြီးတော့မှအဲ့ဒါကိုဘယ်လိုဖက်လဲဆိုအောင်မေးမှာပေါ့နော်အဲ့ဒီခါကျတော့ तू က72ခု တစ်ခါကျရင်12ခုမေးရတစ်ခါကျရင်10ခုမေးရမဒီမှာ12ခုနဲ့ပဲတွက်ထားတယ်အဲ့တော့10ခုမေးတဲ့အခါကျရင်ဒီမှာမေးခွန်းက33ခုပဲဖြစ်သွားမယ်ပေါ့နော်ဒီမိုကြီးခေါ်ကြီးမှာ12ခုမေးတဲ့အခါကျရင်35ခုအမမေးခွန်းဟောင်းအကောင်တော့လိုက်ကြည့်တော့တစ်နှစ်တစ်နှစ်မတူဘူးပေါ့တချို့က12ပုံမေးရတချို့နှစ်တည်းမှာ10ပုံထဲမေးတာရှိတယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်1ကောင်းစင်ကဘာလဲဆိုတဲ့အခါကျတော့ဟီရာကနာပေးထားပြီးတော့အမတို့ခန်းကြီးရွေးရမှာပေါ့သူကတော့10ပုံပေါ့နော်ဖြေရမှာโอเคနံပါတ်3နံပါတ်3ကကျတော့ ဒါကကျတော့ဘုံမြကုခိတဲလို့ခေါ်တယ်ပေါ့နော်။ तू ကဘာလဲဆိုတော့ဒီလိုအခြေအနေတစ်ခုမှလိုက်ပြီးတော့ဒီလိုအခြေအနေမှဘာကိုတုံးရမလဲဆိုတာကိုမေးတာပေါ့။အဲ့တော့ဥပမာစာကြောင်းလေးတစ်ခုမှရွတ်ပြမယ်ပေါ့နော်။ဥပမာဆိုရင်ဥရုဆိုင်ခါတာဥရုဆိုင်ဆိုတာစူတာပေါ့နော်။စူတဲ့စူတဲ့အတွက်ကြောင့်မို့လို့တဲတဲ့ပြီးတော့နိုင်နိုင်ဒီကုတာဆိုင်ဆိုလို့ရှိရင်အဲ့တော့တဲတဲ့ပြီးစူရဲဖြစ်တဲ့အတွက်တဲတဲ့ပြီးပိတ်ပေးရမှာပေါ့နော်။ အဲ့တော့တယ်ဒီပိတ်တာကိုအောက်မှာသူက၄ခုပေးထားမယ်ပေါ့ဥပမာဆိုလို့ရှိရင်ရှီမဲတဲသူမှားတဲ့စကလုံးတွေပေါ့နော် cash တဲရှီမဲတဲ cash တဲအခက်တဲဆိုပြီးတော့၄ခုပေးထားမယ်အဲ့ဒီထဲမှာမတို့ကဒီအချိန်နေမှာဒီအချိန်ခါမှာကြိုက်တဲ့စကလုံးကိုရွေးပေးရမယ်အဲ့ဒါနံပါတ်3ပေါ့နော်အဲ့မှာ10ခုမေးမယ်ပေါ့နော်နံပါတ်4ကကျတော့ဤခါရဲ့ဤခါရဲ့ဆိုတာကျတော့ဒီဒီဘယ်လိုပြောရမလဲဘုန်းဟို ပြောင်းအပေါ်မှာပေးထားတဲ့ဟာကိုအောက်မှာပေါ့နော်ဒီတခြားနည်းနဲ့ဘယ်လိုပြောမလဲပေါ့အဲအဲ့ဒီဟာကိုအီးခိုင်အဲ့လိုတုံတာပေါ့နော်အဲဥပမာဆိုလို့ရှိရင်ဒီမှာဥပမာပြပြမယ်ပေါ့သူကစကြောင်းစလုံးလေးတစ်လုံးပေးထားမယ်အောက်ကနေပြီးတော့မှအဲ့ဒီဟာကို၄ခုပေးထားမယ်အဲ့ထဲကမှဘယ်ဟာအမှန်လဲဆိုတာကိုရွေးရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဥမာအဖြစ်ဆိုလို့ရှိရင်သူကအပေါ်မှာပေးထားမယ်ပေါ့ခွန်နိုမာချီနီကယူမိန်နတတဲမွန်နိုကအာဒီမတ်ဆိုတာကြောင့်လေးပေးထားမယ်အဲ့ဒါနဲ့တူတဲ့ဆာကြောင်အောက်မှာ လေးခုပေးထားမယ်အဲ့လေးခုတွေကတူးတဲ့ဟာကိုရွေးပါပေါ့အဲ့တတဲမုံလို့ဖြစ်တဲ့အတွက်အမတို့ကဒီအဆောက်အဦးပေါ့အဲ့အောက်မှာလေးခုပေးထားတဲ့ဟာဘယ်ဟာကိုရွေးမလဲဆိုရင်ဘီးတို့အဆောက်အဦးအဲ့အဲ့လိုဟာမျိုးရွေးရမှာပေါ့အခြားဟာတွေလည်းသူကပေးထားမယ်အိုမိုးချရတော့ဘာညာကွက်ကွာပေါ့အများကြီးပေးထားမှာလေးခုပေါ့နော်အဲ့ဒီမှာကိုကဒီဟာကိုနောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအမတို့ကရွေးပေးရမယ်ပေါ့အဲ့ဒါကိုအီးခိုင်လို့တုံးနေပေါ့နော်โอเคဒါကတော့ဒီမိုဂျီကွက်ကြီးပေါ့နော်မိုဂျီကွက်ကြီးမှာဖြည့်ရမယ်ဒီအမျိုးအစနဲ့မိကုံးပေါ့နော်အဲ့တော့ မင်းကပုံစံတိပြီဆိုရင်အမတို့မိနစ်ကိုတွက်ကြည့်အောင်မိနစ်ကမှောက်25မိနစ်တောင်ပြီးဖြည့်ရမှာပေါ့နော်25မိနစ်အဲ့တော့မေကွန်35ပုံရှိမယ်အချိန်25မိနစ်ရမယ်ပေါ့35မိနစ်မြေ35ပုံနဲ့တွက်မယ်ပေါ့နော်33ကကျတော့နေတော့ကိစ္စမရှိထားလိုက်အဲ့တော့အမတို့တပုတ်ကို10မိနစ်လုံးဝမရဘူးမိနစ်က25မိနစ်ပဲဟုတ်အဲ့တော့အမတို့တပုတ်ကို10မိနစ်မယူလို့မရတာအောက်ဆုံးနံပါတ်4ရကျတော့နည်းနည်းရှိရပေါ့နော်အပေါ်ကစာချောင်းတစ်ချောင်းပေးထားမယ်အောက်က၄ချောင်းလုံးကိုကဖတ်ပြီးတော့ဘေးကမှန်လဲမှားလဲရွေးပေးရမှာဖြစ်တဲ့အတွက်တေချာပေါက်10မိနစ်လောက်လိုတယ်ပေါ့နော် အဲ့တော့ဟုတ်ပြီအဲ့ဒီဟာကိုတပုတ်10မိနစ်ပြီးပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးကိုတော့တပုတ်ကိုစက္ကန့်30လောက်ပေါ့စက္ကန့်30ရာနေ40အတွင်း10မိနစ်တိတော့မရဘူးပေါ့နော်အဲ့တော့အများဆုံး40အဲ့တော့မိနစ်40ပေါ့နော်မိနစ်စက္ကန့်40ပြောတာစက္ကန့်40ဆိုလို့ရှိရင်အပေါ်က7ရဲ့8ရဲ့ဆိုတော့20 30ပေါ့အဲ့တော့အဲ့ဒီအပုတ်30ကိုတပုတ်ကိုစက္ကန့်40ရာနေပြီးတော့50အတွင်းနဲ့အပြီးဖြေပြီးတော့မှအောက်ကတပုတ်10မိနစ်နဲ့ဖြေမယ်ဆိုလို့ရှိရင်25မိနစ်အတွင်ပြီးတယ်ပေါ့နော်အဲ့တော့စစ်ချိန်ပါချိန်နဲ့ဆိုလို့ရှိရင်တော့25မိနစ်အတွင်ဖြည့်မယ်ဆိုလို့ရှိရင်ဒါကိုဒီလိုနှီးဒီလို စကန့်နှုံလေးနဲ့ဖြည့်ကြည့်ပေါ့အကြံပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဖြည့်လို့ရှိရင်အရင်ဆုံးတိုင်မာပေးမယ်ပေါ့ကိုမတော်အရင်ဆုံးဖြည့်ကြည့်အမပြောတဲ့အချိန်နဲ့မတွက်ဖ ೇನೆ ငါဘလောက်ဖြည့်နိုင်လဲဖြည့်ကြည့်ပြီးတော့မှအာဒါဆိုရင်တော့ဒီလောက်အချိန်ဆိုရင်တော့များနေတယ်ငါဘတ်တာကပြန်ပြီးတော့မှအချိန်ညှိမှရမယ်ပေါ့အဲ့လိုဆိုလို့ရှိရင်ပြန်ပြီးတော့မှအချိန်ကိုပြန်ညှိပြီးတော့ပေါ့နော်အဲ့တော့ကိုဒီလောက်ဆိုရင်တော့ဒီလောက်အတွင်းပြီးအောင်ဖြည့်မယ်အရင်မစင်းစားနဲ့တမင်းကြော်သားပြီဆိုခဏလေးထားခဲ့တဲ့ဓာတ်ရဲ့ပေါ့ကိုနောက်ကိုဆက်သွားပေါ့နော်အဲအဲ့လိုမျိုးလေးဖြည့်လို့ရတယ်ပေါ့နော် โอเคဒါဆိုလို့ရှင်ဒီအပိုင်းမှာ25မိနစ်ပုံမှာဒီဘယ်နှပုတ်ပေါ့နော်35နဲ့33သူတော့မျိုးဆက်နှစ်ခုရှိတယ်ပေါ့မှာမျိုးဟောင်းကြီးကြည့်ရတာလာပေါ့နော်โอเคဒါဆိုလို့ရှင်အမတို့တဒါပိုင်းအောင်ဆက်သွားရအောင်ပေါ့နော်โอเคဒီမှာကျတော့ဘုံပိုးပေါ့နော်ဘုံပိုးနဲ့ဒုကိုင်းအောင်မှာသူကမိနစ်90နဲ့ဖြည့်ရမယ်ပေါ့အဲ့တော့မိနစ်90နဲ့ဖြည့်ရမှာဖြစ်တဲ့တွင်အမတို့ကအချိန်တွက်လို့ရှိရင်ဒုကိုင်းတွက်ကောအချိန်ချန်ပြီးတော့တွက်มาရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးမေကွန်းပုံစံကိုကြည့်အောင်မို့သူကဂရမမာမေကွန်းပုံစံ၃ခုရှိတယ်ပေါ့နော်ပထမ၁နဲ့ ဲ့တော့နှစ်ခါကျတော့ကျဲနေရပေးထားပြီးရွေးရတယ်ဟာသုံးခါကျတော့စပိုက်ပေးထားတယ်စပိုက်ဖက်ပြီးတော့စပိုက်ထဲမှာထည့်ရမယ်တရားကိုရွေးရတာပေါ့အဲ့တော့နံပါတ်1ကတော့လွဲပါတယ်ကွက်လက်ပေးထားတယ်အဲ့ကွက်လက်ထဲမှာအမတို့တွေ G-Shock ဖောင်လာပြီးဘာဖောင်သုံးရမှာလဲပြီးတော့လေးမျိုးတွေကဘာကိုရွေးရမှာလဲအဲ့လိုမျိုးသူကရွေးပေးရုံပဲကွက်လက်ဖြည့်ပေးရုံပဲပေါ့နော်အဲ့တော့ဒီထဲမှာအချိန်အဓိကပေးရမှာကနောက်ဆုံးနံပါတ်3ပေါ့နံပါတ်3ကတော့တေချာပေါက်တစ်ပုတ်ကို1မိနစ်ကနေ1မိနစ်ခွဲလောက်ထိပေးရမှာဘာလို့လဲဆိုတော့သူကစပိတ်ဖက်ရတာဖြစ်တဲ့အတွက်နည်းနည်းအချိန်ကြာမယ်ပေါ့နော်အဲ့တော့နောက်တစ်ခု ကြာမှကျတော့ကျေနေရရွေးရပါအဲ့တော့ကျေနေရရွေးတာကလည်းတပုတ်ကို1မိနစ်ကနေပြီးတော့1မိနစ်လောက်ထိတော့ပြီးလို့ရတယ်ပေါ့နော်အဲ့တော့အပေါ်ဆုံးကဟာတခုပဲနည်းနည်းလေးအမတို့စက္ကန့်နည်းနည်းပြီးမယ်ပေါ့ဥမာဆိုရင်30ကနေ40လောက်ထိပြီးပြီးတော့ကျင်းနေအောက်ကကျေနေရရွေးတာနဲ့စာပိတ်ဖတ်တာကိုတော့တပုတ်1မိနစ်ကနေ1မိနစ်နည်းနည်းကြော်လောက်ထိပြီးလို့ရတယ်ပေါ့နော်တို့ကနည်းနည်းဖတ်တာကြားတဲ့အခါကျတော့ပေါ့အဲ့တော့အပေါ်ပိုင်းအပေါ်ဆုံးနံပါတ်1မှာဒီ16ပုတ်ကိုပေါ့နော် ဖေးတဲ့ခါကျတော့ရှင်ဒါကြီးမကြစင်းနေပေါ့အမဒီမှာတွတ်တော့တွတ်မပေးထားဘူးအဲ့တော့အောက်ကတပုတ်10မိနစ်ဆိုတော့9ပုတ်ဆို9မိနစ်ဟိုက9မိနစ်ဆိုတော့10မိနစ်ပေါ့နော်10မိနစ်ဖြစ်တဲ့အတွက်အပေါ်ဆုံးက16ပုတ်ကိုအမတို့ညီ9မိနစ်နဲ့ရအောင်ဖြည့်ရင်ဖြည့်မရဘူးဆိုလို့ရှင်9မိနစ်9မိနစ်လောက်ပေါ့နော်အဲ့လိုဖြည့်ပြီးတော့မှအဓိကအားဖြင့်15မိနစ်ကနေပြီးတော့မှမိနစ်20အတွင်းဝင်အောင်တော့ဖြည့်ဖြည့်တင်နေပေါ့နော်အဲ့တော့အဲ့ဒီဒီဘုံဘောတတာဟုတ်အဲ့ဒါမှအမတို့ဒိုကိုင်းမှာဒီ reading ဘိုင်းမှာအချိန်ကြီးများများယူလို့ရမှာပေါ့နော် okay နောက်တစ်ခုက reading ပေါ့အဲ့တော့ reading ကတော့သူကအမတို့3ခုရှိမယ်ပေါ့နော်3ခုမှဆိုလို့ရှိရင်အမတို့6ခုမိကွန်ကခေါင်းစဉ်ကြီး3ခုမှမိကွန်6ခုဖြေရမယ်အဲ့တော့ခုနပြောသလိုပဲအရှိမအမတို့ကအင်း15မိနစ်လောက်ယူ15မိနစ်လောက်ပဲယူခဲ့ရဆိုရင်နောက်မှာ35မိနစ်လောက်ယူလို့ရတယ်သူက2ခုပေါင်း90ဟုတ်တကယ်လို့ကိုကအရှိမနည်းနည်းချိန်ကြာသွားတယ်မိနစ်20 20ကျော်လောက်ဖြစ်သွားတယ်ဆိုရင်တော့ဒီမှာ30ဒီနည်းနည်းနည်းသွားမယ်ပေါ့ယူရတဲ့မိနစ်ကအဲ့တော့ကကြတော့၄၅၆၃ခုရှိရပါတော့ဒီမှာသူရဲ့ခေါင်းစဉ်ကြီးနေနဲ့ခွဲထားတာက ဲ့တော့ပထမဆုံးနံပါတ်၄ကတော့ဒါအလွယ်ဆုံးပဲတော်စာပိုက်တိုလေးတစ်ခုပေးထားတယ်မိကွန်းတစ်ခုနဲ့စာပိုက်တို၃ခုလာမယ်ပေါ့နော်အတိုလေးပေါ့အဲ့တော့အဲ့ဒီတိုလေးကိုဖြည့်မယ်ဆိုရင်မတို့မိကွန်းကိုအရင်ဖတ်မယ်ပြီးတော့မှစာပိုက်ကိုသွားဖတ်ပြီးတော့ဖြည့်မယ်အဲ့မှာမတို့မိကွန်း၃ခုပေါ့အတိုလေး၃ခုဖြည့်ရမယ်အဲ့တော့မိကွန်း၃ခုအဲ့မှာ၃ပေါ့โอเคနောက်တစ်ခုကကြတော့အလဲလက်အလဲလက်စာပိုက်ဖြစ်တဲ့အတွက်သွားစာပိုက်တစ်ပိုက်ကိုအလဲနည်းနည်းလေးဒီစလုံးရင်များသွားမယ်ပေါ့အဲ့ဒီထဲမှာသူကမိကွန်း၂ခုမေးမယ်အဲ့စာပိုက်ထဲမှာမိကွန်း၂ခုမေးမယ်သူ့ကိုလည်းအမတို့တွေ ဒီ3မိနစ်ကနေ4မိနစ်တည်းယူမယ်နော်အပေါ်မှာလည်း3မိနစ်ကနေ4မိနစ်လောက်တည်းယူလို့ရတယ်ဗောနော်ယူပြီးတော့အမတို့အရာကိုသူကစာပိတ်ဖတ်မယ်ပြီးလို့ရှိရင်အရင်ဆုံးခေါင်းစဉ်ကိုအရင်ဖတ်မယ်မိခွန်းအရင်ဖတ်မယ်မိခွန်းအရင်ဖတ်မယ်ပြီးတော့စာပိတ်ကိုဖတ်မယ်တစ်ခုကိုဖြေမယ်ပြီးရင်ဒုတိယမိခွန်းရဲ့ခေါင်းစဉ်ကိုဒီအမိခွန်းကိုဖတ်မယ်ပြီးတော့မှအဲ့စာပိတ်ကိုပြန်ဖတ်မယ်ပြီးတော့မှအဲ့ဒုတိယမိခွန်းကိုဖြေမယ်ဗောနော်ဒါကတော့နံပါတ်5ပေါ့သူကကြတော့ဒါအလေအလတ်ပေါ့နော်အရင်ကြီးလည်းမတူဘူးအရင်ကြီးလည်းမရှိတဲ့ဒါဒီစာပိတ်ဖတ်ရတာပဲဟာဗောနော်โอเคနောက်ဆုံးဟာကတော့ ဒီကြော်ညာတွေရှင်းပြချက်တွေပေါ့သူကရှင်းပြထားမှာပေါ့နော်ဒီအာကြော်ညာပဲဖြစ်ဖြစ်ဘာလေးပဲဖြစ်ဖြစ်မှာပေါ့ဒီအဲတဲဟိုဆောင်ကြာဟိုတယ်ဆောင်အဲ့လိုရှင်းပြထားမယ်အဲ့ဒါကိုမှကြည့်ပြီးတော့မှကိုကအဲ့ဒီမိကွန်းကိုဖြေရမှာပေါ့အဲ့တော့အဲ့မှာဆိုလည်းအဲ့လိုပဲမိကွန်းအရင်ဆုံးဖတ်မယ်ပြီးတော့မှသူပေးထားတဲ့စာပိုက်ကြော်ညာရှင်းလင်းချက်ကိုတော့ဖတ်ပြီးတော့မှဖြေမယ်ပေါ့နော်သူကတော့ဒီ reading မှာဆိုရင်အရှိဆုံးပုတ်ဖြစ်တဲ့အတွက်မှဒီမှာ၄မိနစ်ကနေ၅မိနစ်ထိတော့ပေးထားတယ်ပေါ့နော်အဲ့တော့ဒါကဒီ reading ကိုအမားတို့တွေဒီတွက်နီးပေါ့နော်ဘယ်လိုမျိုးဟိုမိနစ်ယူလို့ရမလဲပေါ့အဲ့တော့ ဒီတံတားပိုင်းနဲ့ reading ပိုင်းကိုယူတဲ့အခါမှာအချိန်ဝင်မျှအောင်ပေါ့နော်အဲ့တော့25မိနစ်25မိနစ်လောက်ယူလိုက်လို့ရှိရင်ကြတော့ဒီ reading ပိုင်းမှာမတို့မမီလောက်ဘူးဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့အတက်နိုင်ဆုံးအရှိ့မိနစ်20နောက်ကမိနစ်30ပေါ့နော်အဲ့အဲ့လိုယူလို့ရှိရင်တော့ကိုယ်တက်စစ်ချိန်လည်းရမယ်အဆင်လည်းပြင်မယ်လို့ထင်ပါတယ်အော်ဒါကတော့ဒီဟိုပိုင်းပေါ့နော် grammar ပိုင်းရဲ့ပြီးတော့ခါကျ reading ပိုင်းရဲ့ဖြည့်တဲ့အပိုင်းဖြစ်ပါတယ်โอเคဒီဗီဒီယိုလေးအားလောက်ပါပဲအဲ့တော့ and 3တို့ and 2သမားတွေကအမဗီဒီယိုတင်တာမကြည့်ရသေးလို့ရှိရင်အမ page တင်မှာဝင်ကြည့်လို့ရပါတယ်เนาะ